ကဲ iPhone နေပေါ့နော်အခုနောက် iPhone အသစ်ဝယ်တာတောင်မှပဲ error ပါနေတယ်အဲအချောင်းလေးကျွန်တော်အခုဒီပုံပြောပြပေးမယ်ဒါကတော့ကိုရွေးပေါ့နော်ကျွန်တော်ရဲ့ပထမဦးဆုံးအနက်ရောင်ဖုန်းလေးကိုကျွန်တော် unboxing လုပ်มาဖြစ်ပါတယ်ဒီမှာလေးဒီမှာဒီမှာမြင်ရလားမသိဘူးဒါဆိုဆော့ဆော့ကျွန်တော်ဆော့ဆော့မှဒါကျွန်တော်ပုတ်လိုက်တာပေါ့နော်ဒီနေရာမှာဘာလေးတွေလဲမသိဘူးတိလားအမုံလေးတွေပါတယ်ဗျမသိရင်သူများဖောက်ပြီးသားကြီးလို့ပဲတိလားအဘွားကင်မရာကြီးနဲ့ရိုက်နေပြီးတော့အဘွားကင်မရာ recording လုပ်မှာတော့ပြီးရောအဲ့ဒါ ျွန်တော်အခုဒါနောက်တစ်လုံးလဲလာလိုက်တဲ့ဖုန်းပဲဖြစ်ပါတယ်အာကိုတွေ့ဘာဖြစ်တယ်ဆိုတာလေးကျွန်တော်ပြောပြရင်းနဲ့ကျွန်တော်အတွေ့အကြုံလေးကို HPN လေးကျွန်တော်နည်းနည်းလေး share လုပ်ပေးတော့ပါမယ်ပထမတစ်ခေါက်ကျွန်တော်ဝယ်လိုက်တယ်ပေါ့နော်ပထမတစ်ခေါက်အနက်ရောင်လေးဝယ်လိုက်တယ်အနက်ရောင်ဝယ်တော့အခုကတော့ပြန်လဲလက်စားနေတာဒီရောင်လေးပဲလဲလာလိုက်တယ်ပေါ့နော်အဲ့တော့အစ်တကူအဲ့ဒါဖြစ်တာပါအဲဖောက်တုံးကလည်းကျွန်တော်ပြောထားပြီးတယ်ဘာဖြစ်တယ်ဆိုတာကျွန်တော်ပြောနေတယ်အဲ့တုံးကလည်းကျွန်တော်ဗီဒီယိုရီကော့လုပ်ပြီးတော့ပြောနေတယ်ဒါပေမဲ့ဖောက်တဲ့အချိန်မှာကျွန်တော်အဘွားကင်မရာကို record နေမထားလိုက်ရအောင်အဲ့တော့အခုကြားရတဲ့အတိုင်းပဲပေါ့နော်နားထောင်ကြည့်လဲကျွန်တော်အဲ့တော့ပြောတာလေးတွေကို တစ်ချက်လေးကြည့်ကြည့်လိုက်ပါတော့။ဘာလေးတွေကျွန်တော်တွေးရတယ်ပေါ့နော်။အဲ unboxing လုပ်နေတဲ့အချိန်တုန်းကလည်းပဲကျွန်တော်နည်းနည်းအစင်မပြေတာလေးတွေတွေးခဲ့တယ်ပေါ့နော်။ iPhone 60 Pro ကမှ YOLO 128GB version ပဲဖြစ်ပါတယ်။ဖောက်ပါပြီ။အပက်ပစ္စည်းတွေဖောက်ရတာတခုကောင်းတယ်။ဒါလေးတွေလှန်ပြီးတော့ဖောက်ရတဲ့အခါမှာစက်ကူနဲ့လှုပ်ထားပေးတာကျင်းအတူတူဆိုရင်တော့မှပဲကျွန်တော်တခြားသောဟာတွေထပ်ပို့ပြီးတော့တည်တည်သေးသေးနဲ့ဖောက်ဖြစ်သွားတယ်ပေါ့နော်။ Oh ရှိုးရုံးမှာဟိုနေ့ကသွားကင်ကြီးတော့ဒီလောက်တိတ်မထူးကြသလိုပဲဘောနော်ဒီမှာလေဒီမှာဒီမှာမြင်ရလားမသိဘူးဒါဆိုဆော့ဆော့ကျွန်တော်ဆော့ဆော့မှလာကျွန်တော်ပုတ်လိုက်တာဘောနော်ဒီနေ့မှာဘာလေးတွေလည်းမသိဘူးတိလားအမုံလေးတွေပါတယ်ဗျမသိရင်သူများဖောက်ပြီးသားကြီးလို့ပဲတိလားခုနပိုင်းတို့ဒီ iPhone တွေဖောက်လို့ရှိရင်တဲ့သူကတခြားလေးဗီဒီယိုရိုက်ပြီးတော့ဖောက်ပါလို့ပြောတယ်ဘာလို့လဲဆိုတော့တိတ်ပြီးတော့အဆင်မပြေဖြစ်တာတွေပါရှိလာနိုင်တယ်တဲ့ တွေ့လားမပြောင်းလားမသိဘူးတရားဒီနားလေးမှာဆက်လေးတစ်ဆက်တွေ့ရင်မြင်ရမလားမသိဘူးဒီမှာပြောင်းတော့ပြောင်းသွားတယ်အမုံလိုဟာမျိုးလေးတွေပါနေနေတော့စားတယ်ဗျအိမ်ဖို့မသုံးတာရှင်းနေလောက်ဆိုတော့တော်တော်လေးတော့ပြန်ပြီးတော့ကျင်သားရအောင်အသုံးယူရမယ်ဘောကင်မရာကြီးနဲ့ရိုက်နေပြီးတော့ဘောကင်မရာ recording လုပ်ထားတော့ပြီးရောအဲ့ဒါ ကဲအဲ့တော့လုံးစရာရှိတဲ့အတိုင်းမရဆက်တက်လေးလှုပ်လိုက်ပါတော့မယ်အပေါ်ပါကင်မရာလည်းပိတ်တယ်ဆိုစိတ်တက်လေးကြာသွားရဲ့အဘောင်းစေးကောက်လှုပ်ပါရတော့ပါကင်မရာပိတ်နေတော်လိုက်အခုတလုံးကတော့အစင်ပြေမယ်လို့တော့မျှော်လင့်ရပါတယ်အဲ့တော့အဲ့တုန်းကဘယ်လိုပြောမလဲအထက်မှာအမုံလေးတွေပါတယ်လည်းရှိရပေါ့နော်အဲ့လိုမျိုးဆိုတော့တော်တော်လေးတော့ကတိကောက်ဖြစ်ခဲ့တယ်အဲ့တော့ဖြစ်တဲ့ပြဿနာအားကြတော့အခုကျွန်တော်၃နေနဲ့တွေ့လာအဲ့ဒါက ပုံမှန်ကာလာတွေမှာတော့တိတ်မဖြစ်ဘူးအဖြူရောင်မှာဆိုလို့ရှိရင်သူကအဲ့အောက်ကအဖြူရောင်စပော့လေးကအခုမြင်နေတိုင်းပေါ့နော်အရန်တိတားလာတယ်ပေါ့နော်တုံးတဲ့ခါမှာတုံးရင်းတုံးရင်းတိလာလာတာမဟုတ်ဘူးအစားကတုံးရင်းတုံးတဲ့ခါကျွန်တော်ကတိတယ်တိပေမဲ့ကျွန်တော်နည်းနည်းလေးတော့ခေါင်းမာတယ်ပဲကျွန်တော်ခုလေတာအပယ်ကင်းနဲ့ဝယ်ထားတာပေါ့နော်အပယ်ကင်းနဲ့ဝယ်ထားလိုက်တဲ့အခါကျတော့အနောက်မှာပဲအာမခံရှိရသွားပြင်မယ်ဆိုပြီးတော့စိတ်ထဲမှာထိုင်းထိုင်းနဲ့မဟုတ်သေးဘူးအာမခံကြားလို့ချင်းကိုကိုဘက်ကနေပြီးတော့ပေးရမယ် ဟို10%ကလည်းရှိသေးရလေဟာပတ်စံကြီးပေးနေရအောင်မဲဆိုပြီးတော့ခုတလအတွင်းမှာဆိုရင်ဟိုပြစ်ချက်ရှိတယ်သူတို့အကြောင်းသူတို့အကြောင်းဖြစ်တာဆိုလို့ချင်းပြန်လဲလို့ရတာဆိုတော့ကျွန်တော်အဲ့ဒါနဲ့ပဲခုဒါပြန်လဲပြီးတော့နောက်တစ်လုံးပြန်ပြီးတော့ယူလာတယ်ပေါ့နော်ယူလာရဲ့အနေထားဆိုတော့တော်သေးရေပေါ့နော်တလအတွင်းလဲပြစ်သွားတာမဟုတ်လို့ရှိရင်ကျွန်တော်တော့ပြင်နေရအောင်မှာတော့ပြင်လိုက်လို့ရှိရင်ဟို refer ပြန်ပေးရတော့အဟောင်းအစ်စ်ပြန်ပေးတယ်ဆိုရင်တော့မဗျာဘာက refer လို့ဟာမျိုးတွေပဲပြန်ရလာမလားတော့မပြောတတ်ဘူးကျွန်တော် iPhone 13တော့တော်တော်လေးကြာပြီ Samsung နဲ့အခြေကြာနေတာ အခုမှဒီ MacBook လည်းတုံးနေ iPhone ကြောင့်လေးလည်းနည်းနည်းလေးဟိုပြောဒီပြောလေးပြောခြင်းနေပြီးတော့ ProRes နဲ့ရိုက်တဲ့ video လေးလည်းပဲကျွန်တော်ရိုက်ကြည့်ခြင်းလာတယ်ပေါ့နော်ကင်မရာကွန်ထရိုးလေးရလည်းပါလာပေမဲ့ကင်မရာကွန်ထရိုးအရင်တလားတော့တုံးကြည့်ရတော့တော်တော်လေးအဆင်မပြေပါဘူးအရင်လက်ကနိုင်နေရတာတော့အထားပါတော့ဒါတွေကတော့အခုတလုံးကတော့တော်တော်လေးအဆင်ပြေနိုင်မလားအဲ့တော့ကိစ္စရလည်းမဖြစ်ဘူးမလားဆိုတာတော့တစ်ချက်တော့စောင့်ကြည့်ရမှာပဲโอเคအဲ့ဒါဆိုတော့ကျွန်တော်ဖောက်ရအောင်ဘုံဖောက် အဆင်ပြေပါစေပဲမျှော်လင့်ရတာပဲရှိသေးတယ်ဗျဟိုကလေအဲ့လိုပဲဒီလားဖုံလိုမျိုးဥစားလေးဒီမှမြင်ရလားမမြင်ရလားကျွန်တော်မသိဘူးကျွန်တော်အပြင်မျက်လုံးနဲ့တော့မြင်ရတယ်ဗောနော်အခုကတော့အပေါ်ကင်မရာရိုက်ထားပါတယ်ဘယ်လိုပြောမလဲဒီတမတင်ဒီရလေးတွေလည်းဒီမှာဖုံလေးပါတယ်ဒီမှာလည်းဖုံလေးနေတကယ်ဆိုရင်ညပက်ကေ့ချင်းက သူတို့ကတေချာဝါလောက်ထတာမဟုတ်ဘူးလေကျွန်တော်အခုဖွင့်လိုက်မှကျွန်တော်ဒီအခန်းထဲကပုံရောက်လာတာမဟုတ်ဘူးပေါ့နော်တေချာကတ်နေတဲ့ဥစားတွေအဲ့တော့လည်းမှန်မှကျွန်တော်တော်တော်လေးတုံ့လဲရတယ်အရင်တလုံးလုံးကလည်းပဲပေါ့နော်ထားပါတော့အခုဒီကောင်ကတော့မပြောတမ်းပြပေးလို့ရမလားမရမလားဖုံကအရင်သေးလုံးနဲ့အခါကြတော့လေမမြင်ရလောက်လို့တော့ကျွန်တော်ထင်တာပဲထဲထဲမှာကတော့အဆင်ပြေလောက်ပါတယ်အဲ့တော့ဒီပဲထဲကိုကျွန်တော်ဖွင့်ကြည့်လိုက်မယ်ပေါ့နော်ဒီဘူးမှာအဓိကပြောချင်တာက ိုင်ဖုံးမဲ့ဖြစ်ဖြစ်ဘာဖုံးမဲ့ဖြစ်ဖြစ်ပေါ့နော်ဖောက်လို့ရှိရင်ဘေးမှာတခြားတငယ်ချင်းတယောက်ရဲ့ဖုန်းရှိရှိကိုယ့်ရဲ့ဖုန်းအောင်မဲ့ရှိဗီဒီယို record လုပ်ပြီးတော့ဖောက်နော်ဆိုင်မှာတခါတည်းဖောက်လာတာမဟုတ်ဘူးဆိုရင်ဗီဒီယို record လုပ်ပြီးတော့ဖောက်ဖို့ကျွန်တော်အကြံပေးပါတယ်ဒီတလုံးကတော့အစင်ပြေမယ်ထင်ရတာပဲပြေလောက်ပါတယ်ပေါ့နော်လောဆယ်ဆယ်ကတော့ဟိုအရင်အလုံးလုံးကလိုမျိုးအရင်လုံးလုံးကဒီမှာ screen လေးမှာဆိုအရာလေးထင်တာဟာ ကွဲရာကြီးလားမသိဘူးပါဘောလို့အဲ့လိုမျိုးဖြစ်သွားတာလက်နဲ့ပုတ်တော့လည်းမရဘူးကျွန်တော်ဒီ echo ပါတဲ့ tissue လေးနဲ့ပေါ့နော်တော်တော်လေးပုတ်မှသာပြန်သွားတာအိုက်တုံးကလည်းပဲပေါ့နော်အဲ့တော့အန်ဒီရေတော်တော်လေးတော့များတယ်အစ်စ်ဝယ်တယ်ဆိုပေမဲ့လည်းပဲအရန်ကြီးတော့စိတ်ချပြီးတော့တော့မနေသေးချင်ဘူးပေါ့နော်အဲ့တော့ဖုန်းအစ်စ်ဝယ်ရင်ဗာဖုန်းပဲဝယ်ဝယ်ပါအဲ့လိုမျိုးဝီယိုရိုက်ပြီးတော့ဖောက်မှတ်တမ်းလေးတင်ပြီးတော့ဖောက်တာကအခုဘက်ကစိတ်ချရပါတယ် ုံးနေမကောက်ဘူးเนาะတခြားပစ္စည်းတွေကျွန်တော်တို့ online ကနေဝယ်ခဲ့တယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးဖောက်တာကတော့ပို့ပြီးတော့စိတ်ချရတယ်တော်သေးတာဗောနော်ဒါ Armagan Color ထဲမှာအကျုံးဝင်လို့ကျွန်တော်အခုလိုမျိုးလေးတလုံးလဲလို့ရခဲ့တာဗောနော်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင် မလွယ်ပါဘူးအဲ့တော့ဘူယူရိုက်ပြီးတော့ဖောက်တဲ့အပြင်ကိုအစ်စ်ဝယ်ပြီးကျွန်တော်ဗနေရဲ့အတွင်းလဲနှစ်ရက်သွင်းလောက်အတွင်းမှာဗျာကျွန်တော်ကလီလိုရသမျှစမ်းလို့ရသမျှအကုန်လုံးသာစမ်းအဲ့ဒါအကောင်းဆုံးပဲကင်မရာတွေဆက်ဖီတွေပြီးတော့ဖုန်းစပီကာဟိုဘက်ဒီအပေါ်ကကြားလာအောက်ကကြားလာအဲ့ဒါမျိုးတွေအသွင်းနာတွေပြီးတော့ဆန်ဆာတွေရှိသမျှအကုန်ကင်မရာကမှ ဟိုအသေးအကြီးအကုန်လုံးရှိတမျာအကုန်လုံးသာစမ်းပေါ့နော်အဲ့ဒါမျိုးစမ်းဖို့တော့အကြံပေးတယ်ဆက်လက်စားတယ်ပြောစရာလေးဒီမှာကျွန်တော်ဒမ်မီလေးရတော်တော်မိုက်လာတယ်ပြီးရ Sony မှာတော့ကျွန်တော်ဝိုင်းဆဲခံရတယ်ပေါ့နော် Sony မှာဒမ်မီမကောင်းဘူးလို့ပြောတော့ဒီ flat light လေးရမကောင်းဆိုတော့ဒမ်မီသုံးချင်ရင်ဒမ်မီလက်နေဒမ်မီဝဲပါလားတဲ့တက်ခဲနဲ့ဒမ်မီတွေဒါပေမဲ့ဒီမှာကဒမ်မီကိုလေမိုက်တည်လားအစူးလဲရတယ်အပြင်လဲရတယ် Sony တော့စိတ်တော့မကောင်းနောက်တက် Sony ထပ်ဝင်မလို့ပဲစဉ်းစားခဲ့ပါသေးတယ် Sony Xperia Mark ဝယ်မလို့ပဲပေါ့နော် SPR 1 massive ဝယ်မလို့ပဲလန့်သွားတာအဲ့တခါတည်းက SPR Pro I ဝယ်ပြီးွားတွေကโอเคထားပါတော့အဖြူဒီအဖြူထဲမှာအဲ့တုန်းကအလင်းကပေါက်နေတာတော့ဆရာမတွေ့ရဘူးနော်ဒီတခါမှကန်ဆိုရင်ဘယ်တက်နိုင်မလဲ Apple Care နဲ့တော့ပြင်လိုက်တာပေါ့နော်အဲ့လိုလောက်ရတော့မှမတက်နိုင်တော့ဘူးစင်ပြေမှာပါโอเค fight day ဆုံးနေကြည့်ရတဲ့ကျေးဇူးများတင်ပါတယ်